စားတယ်။မြေမောင်ပေါင်းနဲ့မိစေပေါင်းတို့ကများဆက်လိုက်ပြီးတော့နိုင်ငံရေးစစ်သားများဟောရောက်မှာဥသူကြီးမှာဥပမာမြေတွေပြုတယ်သိစ်ဘာမှမမိကောပြောပြပြပါလား။လေးစားတော့ပန့်ကြပါလား။ အားရောက်ပြီးတော့ဘူရီစီရေတော်ဘုံတပ်သားကြီးအကဲဥပမြကဲသာမဏေခန္ဓာနောက်ဆုံးဂါဝပြုနှုတ်ဆက်ပွဲကိုပေါင်းယုံပြီးတော့ငယ်ပင်အတိတ်ရနေပြီးတော့အဲ့ရောက်ခဲ့တဲ့အဲ့ရောက်နေတဲ့အပေါ်မှာပြည့်စုံရှိတော့ ူးစွာကနမှာပြောလို့အခုလိုခင်နေမျိုးမှာရေတော်ကောင်းသတားကြီးဥပမေဝင်လို့ရတဲ့အခွင့်အရေးမလို့မိသားစုနဲ့အတူတတ်တူတမ်းများဝမ်းနဲ့ကြည်ပွဲရပါကြောင်းကြောကြားနေပါနဲ့မိသားမိသားစုအတွက်တော့ဟောတိုင်းပြည်အတွက်တော့ဟောဒီမိုစီရေတော်ကောင်းသတားကြီး ပွင့်လွန်သွားတဲ့အပေါ်မှာများစွာဆုံဆုံပြီးဆုံဆုံခဲ့ရပါဒီပေါ်မှာတော့ရေတော်ဘုံတသားကြီးဥပမြင့်ကဘဝတစ်ခုလုံးနိုင်ငံရေးမှာဒီဘုရားစီရေးမှာလူ့ခွင့်ရေးမှာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးတိုက်ပွဲတွေမှာနှစ်ပြီးတော့ ဆောင်းဆန်းတမနောက်ဆုံးဖက်တဲ့အထိတွန်းလာတိုက်ပွဲဝင်နေတဲ့အတွက်ကြောင့်မလို့ဒီနေရာနေပြီးတော့မှတ်တမ်းတင်ပါအလွန်တရာမှအရေးကြီးပါကျွန်တော်တို့ဒီအချိန်မှာဒုတိယအချိန်လွတ်လပ်ရေးဆိုရင်လည်းမှတ်ပါတယ်စစ်အာဏာရှင်စနစ်ချုပ်နှိမ်ရေးအတွက်တော်လန်တိုက်ပွဲဝင်နေတဲ့အချိန်ခါသမယဖြစ်ပါတယ် အဆုံးဖြတ်အောင်ဝဲအတွက်ဒီတိုက်ပွဲဟာအပိဓာတ်တိုက်ပွဲဖြစ်ဖို့လိုပါတယ်ဒီမောင်စီလမ်းခုလမ်းမှာအရေးတော်ပုံတပ်သားကြီးအံကဲဥပမြင့်ပွင့်လုံးသွားတဲ့အတွက်ကျွန်တော်တို့အားလုံးအမှန်တကယ်တော့အဲအခုဆုံးရှုံးပါတယ်သို့တော်ညာလေးရေတော်ပုံတပ်သားကြီးဥပမြင့်ကို လေးစားတဲ့အနေနဲ့ချစ်ခင်ညံ့လို့တဲ့အနေနဲ့သူလျှောက်ခဲ့တဲ့လမ်းသူရေးထုတ်ခဲ့တဲ့အပိုင်းဆာမျက်နှာတွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့ရေးထုတ်ဖို့လျှောက်လမ်းဖို့လွန်တရာမှအရေးကြီးပါကျွန်တော်တို့တိုင်းပြည်မှာကျေးဇူးတင်ထိုက်တဲ့သူတွေကိုကျေးဇူးတရားမှာဖြစ်ကြလို့ဂုံပြုတ်ထိုက်တဲ့လူတွေကိုလည်းဂုံပြုတ်အောင်ဖြစ်ပါဒီရေတော်ကတားကြီးဆောဆောင်တောင်မှဘဝနှစ်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့အဖက်ကြောင့်မလို့ကျွန်တော်တို့တွေဒီလိုအချိန်ကြီးမျိုးတိရောက်လာတာဒီတကယ်တော့ကျေးဇူးတင်ထိုက်ပါဂုဏ်ပြုတိုက်ပါအဲ့ဒီအဖက်ကြောင့်မလို့ပဲဒီမှာဆောင်းဆောင်းနေနေမြင်းရင်ကောင်းဘိုင်းမမတွေအားလုံးစုယုံနေတဲ့အတွက်ကြောင့်မလို့ဒါလည်းကျွန်တော်တို့အတွက်သူ့မိသားစုအတွက်ရောစီတိုက်ပွဲဝင်ရဲဘော်တွေအားလုံးအတွက်အားကြီးဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အခုတော့ဇာမနာအခမ်းအနားလေးလုပ်ပြီးတော့ ကျွန်တော်တို့ကွဲပြီးမိစေဖြစ်လို့တော့မရဘူးအခုကျွန်တော်ဒီမှာဝန်ထဲကြောင်းအမတ်တရားပြောနေတဲ့အချိန်မှာပဲကျွန်တော်တို့မြန်မာနိုင်ငံတဝန်းလုံးမှာစစ်အာဏာရှင်စနစ်အမြင့်ပြတ်ခြုံငုံရေးအတွက်ကျွန်တော်တို့ generation Z တွေအပါအဝင်ကျွန်တော်တို့ပြည်သူတွေပေါင်းလုံးပြီးတော့ကြောချင်းကရင်ချင်းအပ်ပြီးတော့ကျွန်တော်တို့လက်ချင်းချက်ပြီးတော့တိုက်ပွဲဝင်နေကြပါအဲ့ဒီအတွက်ကြောင့်မလို့ ။ဥပမာဖြင့်တက်ပေါင်းကြောင့်များစွာထောင်ထဲမှာလည်းသူစရေခဲ့ရ။သူဘဝတွေစရေခဲ့ရတယ်။သူမိသားစုဘဝတွေစရေခဲ့ရတယ်။ဒါပေမဲ့မျော်လင့်ချက်နဲ့သူအလုပ်လုပ်ခဲ့ခြင်းမဟုတ်ပါဘူး။အမှန်တကယ်မျော်လင့်ချက်ကကျွန်တော်တိုင်းပြည်အတွက်မရှိမဖြစ်လိုအပ်နေတဲ့ပြည်သူလူထုအကျိုးစီးပွားနဲ့စစ်မှန်တဲ့ဒီမိုကရက်တစ်ဖက်တဲ့ပြည်တော်စုခေတ္တပေါ်ပေါင်းရေးပါဒီလိုပဲကျွန်တော်တို့ကဒီသာမဏေအခမ်းအနားကိုတိုင်ကျယ်ပြီးကျွန်တော်တို့အားလုံးက အဓိကအရေးကြီးတဲ့ဆက်အနာကျင်စနစ်ခြုံငင်းရေး2007ဖက်ဒရယ်ချုပ်ပုံအခြေခံဥပဒေ73ရက်နဲ့အတူကျွန်တော်တို့အားလုံးတိုင်းသားပြည်သူလူထုပြည်လုံးလူမလားတောက်တနေတဲ့စစ်မှန်တဲ့ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုထက်ထုံးပေါ်ပေါက်ရေးအတွက်ကိုကျွန်တော်တို့ကဆက်လက်ပြီးတော့ရုံးတံလှုပ်ရှားမှာဖြစ်ပါတယ်ဒီပြန်မှာတော့ဇာပဒနဲ့မဆိုင်ဘူးလို့ပြောပေါင်းပြောနိုင်ပါတယ်သို့တော်ညာလေနော်ကျွန်တော်တို့ကအခုချိန်အစပြီးတော့ဒီပြန်ပဲရောက်ရောက်ဆက်အနာရှင်တို့ကျွန်တော်တို့ကတော့စန့်ကျင်နေရမှာပဲ နော်ကျွန်တော်သာမဏေအခမ်းအနားကိုအတုံးချလိုက်တာမဟုတ်ဘူးနော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အမှန်တကယ်ချက်ပြန်လို့ရဆိုရင်အမှန်တကယ်လေးစားရဆိုရင်နော်သူလျှောက်ခဲ့တယ်လားနော်သူရေးထုတ်ခဲ့တဲ့သမိုင်းဆံမျက်နှာတွေအခုမပြည့်စုံခဲ့ပါဘူးဒီပေါ်စီလမ်းကုန်းလမ်းမှာသူကြာဆောင်းသွားပါပြီသူ꽌လွန်သွားပါပြီအဲ့ဒီအတွက်ကြောင့်မလို့ကြာရင်ခဲ့တဲ့နော်သမိုင်းဆံမျက်နှာသမိုင်းဆံမျက်နှာတွေကိုကျွန်တော်တို့ရေးထုတ်ဖို့တောင်းရှိပါတယ်သူလျှောက်ခဲ့တယ်လား ပေါင်းနိုင်ရဖို့ကျွန်တော်တို့မှာတောင်းရရှိပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဂုံပြုတိုက်တဲ့သူဂုံပြုရင်ကျေးဇူးတင်တိုက်တဲ့သူကိုကျေးဇူးတင်ရင်းနဲ့ကျွန်တော်တို့အားလုံးစွတ်စွတ်စီစီညီညီညွတ်ညွတ်နဲ့ဒုတိယကြိမ်လွတ်လပ်ရေးတိုက်ပွဲနဲ့အတူဆက်အနာကြီးစနစ်ထုံရင်း၂000ရဲ့ဖက်ပြုတ်စုပ်ပုံအခြေခံဥပဒေဖြတ်တန်းရင်းနဲ့စစ်မှန်တဲ့ ဒီမိုကရေစီဖယ်ရဲပြည်တော်စုဖြစ်ထုံးပေါ်ပေါရေးအတွက်ကျွန်တော်ကြောချင်းကလက်ချင်းဆက်ကြပါစို့လို့ပြောကြရင်ဒီကောင်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်